ရူရိုတို့တိုက်ရိုင်နာခေါင်းဆောင်တမဖို့လုံင်းနဲ့ပေါ်တယ်ဖောက်တဲ့ဖော်ကင်မာလေးတောင်ရိုင်နာစကန်စီကိုတယ်လီပေါ့ခံလိုက်ရပါတယ်။ဂျိုနဲ့ရိုင်နာတွေနဲ့တန်ရှင်းသမားတွေတိုက်ခိုက်ဖို့ဖြစ်လာကြပြီးရူရိုကအရင်အာမိုပမာလေးပမာဖမ်းထားလဲလို့ဒေါသကြီးနဲ့အော်မေးလိုက်ပါတယ်။အန်ဂျင်ကရူရိုဖမ်းချင်တာငါတို့ပါကတ်တိုးလေးပါလာပြီလို့ညီးနေပြီးတော့ဒါဆိုပါလောက်ကြမလဲဘိုင်ဝမ်ပလီကြမလားလို့ပြောလိုက်ပါတယ်။ရိုင်နာခေါင်းဆောင်ကအိတ်ဆောင်နိုင်ကိုဇက်တိုက်ကြည့်နေပြီးတော့အချိန်ကြတာနဲ့မြောင်းပေါက်တွေကလည်းကြလာတဲ့အမိုက်တွေကအန်ဂျင်တို့ကို ်တရယောက်တနရာသည်ခွဲပြစ်လိုက်ပါလိအမိုက်ရီတောင်ဇန်ကတို့ကရောက်ရက်ခန့်နေပြီမဲအန်ဂျီယာတီတာကင်နာကြောင့်ဒီကောင်းနေကတို့ဘိုင်ဝမ်းချဖို့လုံနေရလို့ပြောနေတယ် TGC တို့အမိုက်တွေနဲ့မျောပါသွားခဲ့ပါလိပေါ်မှာတယောက်တည်းဂျန်နေခဲ့တဲ့ရူတို့ကအန်ဂျင်တို့ကိုဘယ်လိုပို့လိုက်တာလဲလို့မေးနေပြီးတော့ခေါင်းဆောင်ကစိမ့်ဘူးပါနဲ့ငါတို့ဘာမှမလုပ်ပါဘူးငါတပည့်တွေကတော့လုံရင်လုံမှာပေါ့ကွာလို့ပြောလိုက်ကပေါ်တယ်ဒီဖောက်ပြစ်လိုက်ပါလိအဲ့လိုနဲ့တီးထန်ကောင်းပါဝင်ဂျန်နေတပည့်တွေအားလုံးပေါ်တယ်နဲ့လိုက်သွားခဲ့ကြပြီးရိုင်ဒါခေါင်းဆောင်ကမင်းတို့လောက်ဒီဒေါသထွက်နေတာအဲ့ဒါကြောင့်မလုပ်လားလို့မေးလိုက်ပါလိ ဓမ္မမတော်ဇန်ကားပြန်သတိရလာပြီးတော့တီးတန်ကောင်ပေါ်တယ်ကနေတဆင်ထွက်လာခဲ့ကတချိန်တည်းမှာပဲရိုက်တာကောင်းဆောင်ကငါနာမည်ဇိုဒီတိုင်ဖုန်းပဲငါနဲ့တူတူစက်လုံးကဘာကိုဖြတ်စည်းပစ်ချင်လားလို့ရူတို့ကိုလှမ်းပြီးတော့ကန်လန်းလိုက်ပါတော့တယ်စက်လုံးဖြတ်စည်းမယ်ဆိုတဲ့စကားကိုကြားနေရူတို့အမေတွေထဲမှာနေရာတိုင်းမှာပြန်ကျဲနေမီးတောင်မီးရှံတွေနဲ့ကောင်းကင်ဘော်ကပြုတ်ကျလာတဲ့မြို့ကြီးကိုမြင်အောင်လိုက်ရပါတယ်ဇိုဒီကမင်းနဲ့ငါရီမန်းချက်ချင်းတူပါတယ်လို့ရူတို့ကိုပြောလိုက်ပြီးတော့အခုမင်းမြင်နေရတဲ့အမြင်တွေကမင်းရဲ့ဒေါသတွေကိုစူပုံခံလိုက်တဲ့ຢာတစ်ခုပဲလို့ပြောပြလိုက်ပါတယ် ိုင်ကာရူတို့လည်းစကားလိုင်းတောင်မလွှဲနဲ့လို့ပြောလိုက်ပြီးတော့ကျုပ်သိချင်တာအာမွန်နဲ့အန်ဂျင်တို့ဘယ်ရောက်သွားလဲဆိုတာပဲလို့ပြန်ပြီးတော့ဖြဲလိုက်ပါလိမ့်။ဒါမဲ့ဇိုဒီကတော့စကားလိုင်းတောင်လွှဲနေတာမင်းလေကွာ။ငါငါဖြစ်ချင်အောင်မင်းကိုပြောပြပြီးပြီ။မင်းအနေနဲ့မင်းမြင်ကိုပြန်ပြောရမယ်လို့ပြောလိုက်ပါတော့တယ်။ဒါကြောင့်ရူတို့ကဟာဒီလူနဲ့အာမိုးတက်တောင်ပြောရကြနေသေးတယ်လို့တွေးနေပြီးတော့ခေါင်းဆောင်လည်းဒီကောင်အာမိုးနဲ့အန်ဂျင်တို့ကလောက်ထီတောင်စိတ်တူနေရလားလို့တွေးနေခဲ့ပါလိမ့်။နောက်တော့သူကတန်ရှင်းဖွဲ့တဲ့ဘာလို့ဝင်လိုက်တာလဲလို့မေးခဲ့ပြီး ူတို့ကတော့ဇလုံးကဘာပေါ်ပြန်သွားခြင်းလို့ဝင်ခဲ့တာလို့ပြောပြလိုက်ပါတယ်။ဒါကြောင့်ခေါင်းဆောင်တဲ့တန်ရှင်းသမားတွေကမင်းတို့ဘလို့လောက်ပြီးတော့ဇလုံးကဘာပေါ်ခေါ်သွားပေးနိုင်ပါလေ။မင်းရဲ့စွာကိုအသုံးချဖို့ကြိုးစားနေကြတာလို့ဇကလုံးနေနဲ့သွေးခွဲပါတော့တယ်။ချိန်နဲ့မှာပဲရီယိုကပါဇက်ထဲဝင်ကုန်တဲ့အမိုက်တွေကိုဖယ်နေပြီးတော့အဲချိန်ပေါ်တယ်တခုနဲ့ဘိုးဘွားကနေသမင်းရွှေအောင်နဲ့ရိုက်တာမမတယောက်ကကြာလာခဲ့ပါတယ်။အန်ဂျီယာတစ်ဖက်မှာနန်အောင်မှာပုံနေရိုက်တာတကောင်နဲ့ကြုံတွေ့နေကြရသလိုဒါဖာနှစ်ယောက်ကလည်းကောင်းပိုင်အိုးထုံးတဲ့ရိုက်တာတကောင်နဲ့ဒူဗက်ဇက်ဝမ်ချိတ်ရတော့မလို့ဖြစ်နေခဲ့ပါပြီ။ ။ဇမင်ရွှေအောင်နဲ့မမကောင်းကဘီးကိုဆွဲဖြုတ်လိုက်ပြီးတော့ငါတို့ကမြမြတက်တာဘိုင်ဝမ်တိုက်ခိုက်မှလေ။မုံဝင်ဘော့စ်ကအသေးဆဲလိုက်မယ်လို့ပြောနေခဲ့ပါလေ။တမမလည်းတီးထန်ကြပါကဇန်ကားနဲ့မပြပြသေးတဲ့တိုက်ပွဲကြီးကိုဆက်ပြီးတော့တိုက်ကြဖို့လုပ်နေခဲ့ကြပါလေ။သူတို့ညောင်ကတက်ရှိကရိယာတွေကိုထုတ်ပြလိုက်ကြပြီးဂျပါဒီတစ်ခါတော့မင်းတီးတာလေးကိုအာဘာခံပြလိုက်အောင်မယ်လို့ဂျိန်းလိုက်ပါလေ။သူ့ဂျိန်းမုံရနဲ့နဲ့စားတော့စားပါလေ။တို့နဲ့တို့ညောင်ရဲ့သူသေးကိုသေးတိုက်ပွဲကြီးကစတင်လာခဲ့ပြီးတော့တိုက်ခိုင်းနေတန်လန်ဂျပါပိုးပွဲစုနဲ့မြောင်းတဲ့ကအကြီးတွေကို လက်နဲ့သွားထိကအမလေးပူလိုက်တာလို့ထားပြီးတော့ online ပါလေနောက်တော့သူကဒါပါရေတွေလည်းသိလားအစိတ်တွေလေငါညာဘက်လက်မှာပဲအစိတ်သုံးတာကွာအခုတော့ဆောင်းအပြင်းလာတဲ့ဘယ်ဘက်လက်မှာပါအစိတ်ထည့်လိုက်ပြီလို့ပြောပြလိုက်ပါလေအဲလိုနဲ့ဂျပါဇန်ကောက်အစိတ်တွေနဲ့ပတ်ပြစ်လိုက်ပြီးတော့တစ်ဖက်ကဂေါ်ဇီလာမာလေးဖန်တီစီယာကတော့သူမနဲ့ရှင်းချမဲ့သူမရှိပဲပိုးဟက်တကောင်တွေးလိုက်လို့သဘောတွေကျနေခဲ့ပါလေပိုးဟက်ဆိုရမ်းကြောက်တဲ့ရီယိုကတော့အမလေးပိုးဟက်ကြီးလို့ပြောကအော်နေပြီးတော့သပင်းရှော်မမကနေရမိုက်ကပိုင်းမှာနေပြီးတော့တန်ရှင်းသမားလုံနေ။ တောင်မြပိုးဟောက်ကိုကြောက်နေသေးရလားလို့မေးလိုက်ပါလေသူမကနေတော့တန်ရှင်းသမားတွေကပြောညာလိုက်တာလို့ပြောနေပြီရီယိုကတော့ပိုးဟောက်လေးကြောက်တာနဲ့ပြောညာသွားအောင်လားဟဲ့ငါပိုးဟောက်ပဲကြောက်တာငါတို့ဖွဲ့ထဲမှာချီးကြောက်တဲ့ကောင်တော်ကောင်စီသေးတယ်လို့ဖောက်တယ်ချပေးလိုက်ပါလေဂျပန်ရဲ့စိတ်တွေစင်သွားတဲ့ဇန်ကာကမင်းရဲ့စိတ်တွေကိုကြောက်အောင်ချီးတွေမှမဟုတ်တာလို့ပြောလိုက်ပြီးတော့ဒီခံရာရမ်းကြိုက်နေဒီပေးလိုက်မယ်လို့ပြောနေတဲ့မြေကြီးကိုကောက်လှန်ပြီးပွဲပွဲဆူနေတဲ့အစိတ်ရည်တွေနဲ့လောင်းချပေးလိုက်ပါတော့တယ်တခြားသူတွေကသူသေးကိုသေးတိုက်ခိုက်နေကြပါမိမယ် ။အန်ဂျီကတော့သူနဲ့သွားကြတဲ့သူကရှက်တတဲ့ကောင်လေးဖြစ်နေလို့ကြားမယ်ကြားမယ်ကြားမယ်ဟုတ်လားပါကွာလို့မနေကိုခေါ်နေခဲ့ရပါလေ။そんな黙られてると寂しく。ဒါမဲ့ပုံနေကောင်လေးကတော့ထွက်မလာတဲ့ပြင်အန်ဂျီကိုကြည့်ပြီးတော့ဒီဘက်ကစောက်ထားကြလိုက်တာကွာလို့ပြောနေခဲ့ပါသေးတယ်။ရီယိုကလေဘက်ကိုသုံးပြီးတော့ထားဖို့တွေကိုဆက်သွယ်ဖို့လုပ်ခဲ့မိ။မြေအောက်မှာရောက်နေကြတဲ့အောင်ဆက်သွယ်မှုအေးရပြင်ပဖြစ်နေခဲ့ပါလေ။အဲချိန်သပင်းရွှေအောင်မမကသူ့ရဲ့တက်ရှိကရိယာဘီဒီကိုဆွဲထုတ်လိုက်ပြီးငါနာမည်ကနော်အာဒီပဲ။ငါဘော့စ်ကပြောထားတယ် ရူတော်မောက်တဲ့တခြားသူတွေပါလာရင်ငါပဲတောင်းဝင်ပြီးတော့ရှင်းပေးရမယ်တဲ့အဲ့တော့မင်းအားနေပဲစလိုက်ကြတာပေါ့လို့ပြောလိုက်ပါတော့တဲ့ဒါတော့ရီယိုလည်းကတ်ကြီးကိုထုတ်လိုက်ပြီးတော့ငါလူလူချင်းချတာမကြိုက်ဘူးဟင်အဲ့လိုပြောလိုက်နေတဲ့တသရှိကရိယာကတ်ကြီးကိုစင်ခေါင်းလောင်းဖျောင်ကြီးပြလိုက်ပါတော့တဲ့နောက်တော့သူမကနော်အာရီရဲ့ဇပင်တချို့ကိုဖျက်ပြလိုက်ပြီးကတ်ကြီးကိုအဓိကသုံးနေသူနဲ့ဇပင်ကိုအဓိကသုံးနေသူမှလာကြတယ်နော်ဟာတာပဲနင်းရဲ့ဇပင်ညချင်းတန်ပြီးလို့ပြောလိုက်ပါတော့တဲ့နောက်တော့သူမကနော်အာရီကိုပြေးတိုက်ခိုက်လိုက်ပြီးတော့ချိန်ထဲမှာပဲဇန်ကားအုပ်ပြီးသွားတဲ့ဂျပါကို ဟေးအောင်မေးမသေးသေးတာငါသိတယ်ဘယ်များမနေနဲ့ကူးထွက်ခဲ့လိုက်လို့ပြောလိုက်ပါတယ်ဒါမဲ့ဂျပါစီကနေစကားပြန်မကြားတော့တာကြောင့်မသားပေါ်သွားပြီလို့ထင်လိုက်ပြီးတော့သွားကြည့်လိုက်တော့မှဆရာသမားအုံနဲ့အုပ်ကြီးကိုခွဲပြီးတော့ထွက်လာခဲ့ပါတော့တယ်နောက်တော့သူကငါရဲ့ပုံစံမှန်အောင်ထွက်လာအောင်လုပ်နိုင်တဲ့သူမရှိခဲ့တာကြာလာပြီမင်းမင်းတော်တယ်မင်းရန်ကိုတော်တယ်လို့သဘောတူကြနေနေလူရက်တည်းဆာလောက်ဒီဖြစ်သွားတဲ့သူရဲ့လက်သေးတွေနဲ့တိုက်ခိုက်ဖို့လုပ်ပါတော့တယ်တပတ်မှတော့ရီယိုကစပင်းကိုသွားထိလိုက်မိတာကြောင့်လဲကြသွားပြီးတော့ဒီကုလုံးလှုပ်မရဖြစ်သွားခဲ့ရပါလိမ့် အဲတော့မှနွားရီကငါရဲ့တက်ရှိကရိယာကဘီးလေစပိန်ကိုဘီးဖီးလို့ရှိရင်ဒီငိန်လျက်စစ်တွေထွက်လာတယ်ပြီးတော့ငါဘီးကပလတ်စတစ်နဲ့လှုပ်ထားဆိုငါကောင်းတစ်ချိန်လုံးလျက်စစ်တွေထွက်နေတာလို့ပြောပြလိုက်ပါတယ်ရှင်းရှင်းပြောရရင်ငါစပိန်တွေကဓာတ်လိုက်နေတဲ့လျက်စစ်စပိန်တွေပဲလို့သူမကပြောလိုက်ပြီးကာကြီးသမားနဲ့လျက်စစ်စပိန်တွေနဲ့မှလာကြတယ်ဟာအတပဲနင်ဓာတ်လိုက်တရားဖို့ချိန်ရောက်ပြီလို့ပြောလိုက်ပါတော့တယ်